အစတွေကမမွေးနိုင်မမွေးကြနဲ့ပြီးရင်ခလေးရနေပြီးတခုခုဖြစ်ပြီးနေမကောင်းကျန်းမာတာဖြစ်ပြီးဆိုလို့ရှိရင်လည်း လမ်းဘေးမှာဆွန့်ပစ်ခဲ့တာတို့ဒီအသက်ကြီးလာလို့မမွေးတော့တာတို့ဒီမှာတခြားနေရာပြောင်းမှမလို့အစီအပြေလို့ကနေထားခဲ့တာတို့မလုပ်ပါနဲ့ရိုက်တာတွေနှက်တာတွေနှက်ဆက်တာတွေကိုယ့်ရဲ့အပူတွေကိုယ့်ရဲ့ဘဝအမောတွေအစီအပြေမှုတွေကိုခလေးတွေကိုပုံမချပါနဲ့လို့ပဲကျွန်တော်ပြောချင်ပါတယ်အသခင်ဆိုတာသူ့ကိုချစ်မယ်လို့ပဲသူကထင်ထားမှာပဲသူ့ဘဝမှာသူ့ရဲ့မိဘဒီဟာသခင်ပဲလေသူ့မှာတခြားမိမိသားစုမှမရှိတာသူ့မိသားစုက ဒီသခင်ပဲဒီသခင်ပဲရှိတယ်ပေါ့ဒီသခင်ကရိုက်တတ်တယ်ဆိုတော့ကလေးမှာဘာလုပ်နေရလဲလို့တော့သူမှကြောင်ပြီးတွေးပြီးတေဝါရတဲ့ပုံစံမျိုးတော့ဖြစ်သွားမှာပေါ့နော်ဆိုတော့အရင်ခံစားရပါကျွန်တော်အာဒီမုံငွေလေးကိုပေါ့နော်ဒါဒီနေ့ဒီပွဲလေးကိုပေါ့နော်ဒါဥစည်းဥဆောင်လုပ်ပေးတဲ့အကူနမဲရတာကိုကိုအိုက်လို့ခေါ်တယ်ပေါ့နော်ကိုအိုက်ခုံးဆန်လို့လည်းခေါ်ပါတယ်သူကတော့ဒါသူ့မှာ ဒါပရာဟိတာနဲ့ပတ်သက်တယ်ပေါ့နော်ဒါခွေးလေးအကြောင်းလေးနဲ့ပတ်သက်တဲ့ဒါ KR လေးတို့တည်ရမလိုက်ပြီးတော့မလုပ်ပြီးတဲ့ service ပုံစံမျိုးနဲ့ဖွဲ့ထားတဲ့ association တစ်ခုရှိပါတယ်ဗျာအဲသူကနေပြီးတော့မှကျွန်တော်လာဖိတ်တယ်ပေါ့နော်ဒီ tree လေးတွေနဲ့ပတ်သက်ပြီးတော့မှ knowledge sharing လုပ်ရင်းနဲ့ပေါ့နော်သူနေပြီးသူတို့တွေရဲ့ဒါနေပြီးတော့ကာကွယ်ဆောင်ရှောက်ဖို့ဟာအတွက်ကိုပေါ့နော်ကျွန်တော်တို့ကို အားနေပြီးတော့မှဖိတ်ကြားတယ်ဒါဝေးရင်ပြေးကြပါအောင်လို့ပြောရဲ့အချိန်မှာကျွန်တော်တို့ဒါအချိန်ပေးပြီးတော့မှလာပြေးတာပါခင်ဗျဟုတ်ဟိုပါဒီဗီဒီယိုကြည့်တဲ့အချိန်မှာတော့ကျွန်တော်မှမဟုတ်ပါဘူးခွေးချစ်ချစ်မချစ်ချစ်ပေါ့နော်နေပြီးဟိုပါဘယ်နှလုံးသားရှိတဲ့သူတိုင်းတော့ဒါရင်လင်းမှာဒါအရင်ခံစားပြီးတော့မှငိုကြွေးခဲ့ရမယ်ထင်ပါတယ်အဲကျွန်တော်တို့ရှိရင်လည်းဒလက်တွေရောခြေတွေရောတုံအောင်မခံစားနိုင်ဘူးပေါ့နော်ဒါမျိုးတွေကျွန်တော်တို့မြင်လည်းမမြင်ချင်ဘူးကြားလည်းမကြားချင်ဘူးကြည်လည်းမကြည့်ချင်ဘူးပေါ့နော်ဆိုတော့ရှင်းပြောလို့ရှိရင်ကျွန်တော်စီမှာ လာလာပြီးတက်နေရတာကနှစ်ခါသုံးခါလောက်ရှိတယ်။တရက်လောက်ရှိတယ်။ကျွန်တော်သမီးတကမကြည့်ဘဲနဲ့ကြော်ကြော်သွားတာပေါ့နော်။သုံးခါမြောက်ကြတော့ပေါ်လာတော့မှဝင်ကြည့်ရတာကျွန်တော်အမှကျွန်တော်မခံစားနိုင်အောင်ဖြစ်သွားတာပေါ့နော်။ဆိုတော့ကိမဖြစ်တော့ဘူးလို့ငါတို့တွေဒါကလေးလေးတွေအတွက်တစ်ခုခုတော့လုံးမရတော့မယ်ဆိုတော့အတွေ့တစ်ခုဝင်လာတယ်ပေါ့နော်။အားကြောင့်မလို့ပါဟုတ်။ဒါနှလုံးတွေတုံပြီးတော့မလက်တွေပါတွေတုံလာတာဆိုတော့ဒေါသကြီးလည်းဖြစ်လာတာပေါ့နော်။ဆိုတော့အဲ့လိုမျိုးတွေ ချင်းပြရင်ဒီလိုမျိုးတွေကျွန်တော်တို့မမြင်လဲမြင်ကြဘူးမခံလဲမခံစားကြဘူးကျွန်တော်တို့ရဲ့အိမ်မှာဆိုလို့ရှိရင်လည်းပေါ့နော်ဒါနှကောင်သုံးကောင်ရှိချစ်စရာလေးတွေမွေးထားအကြီးရောအသေးရောဆိုတော့အဲ့လိုမျိုးသူတို့လေးတွေရဲ့တဘာဝသူတို့လေးတွေရဲ့တစ္ဆာရှိမှုမေတ္တာတရားကအရန်ကိုဖြစ်စင်လုံးအားကြီးပါတယ်သူတို့လေးတွေကတကယ်ကိုခလေးလေးတွေပါသူဘာမှမသိချင်တဲ့ခလေးလေးတွေပါတကယ်အဲ့ဒါလေးကို လုံရက်တယ်လုံပစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တအားခံစားခဲ့ရပါတယ်ဟုတ်ကျွန်တော်လေးအဲ့လိုမျိုးဗီဒီယိုတွေလည်းအများကြီးတွေ့နိုင်ငံသားမအောင်ဒီမာရီရောပေါ့နော်ဆိုတော့ပြောချင်တာအစတွေကမမွေးနိုင်မမွေးကြနဲ့ပြီးရင်ခလေးရနေပြီးတခုခုဖြစ်ပြီးနေမကောင်းကျမ်းမာတာဖြစ်ပြီးဆိုလို့ရှိရင်လည်းလမ်းဘေးမှာဆွန့်ပစ်ခဲ့တာတို့တည်းအသက်ကြီးလာလို့မမွေးတော့တာတို့တည်းမှာတခြားနေရာပြောင်းမှမလို့အဆင်ပြေလို့ကနေထားခဲ့တာတို့မဟုတ်ပါနဲ့ပြောချင်တာကလည်း ိုဒီခလေးလေးတွေကဘာမှမသိဘူးအစာလည်းနေပြီးတော့မှရှာမစားတတ်ဘူးသူတို့မှာဒီလက်ချက်လည်းမစားတတ်ဘူးစကားလည်းပြောတတ်ဘူးအဲ့တော့ဒီ GR တွေရှိတယ်ဒီ association တွေရှိတယ်ဒီလည်းဘာဘာလိုက်လံမေးမြန်းပြီးတော့မှကိုလုံးဝမယူကျင်တော့ဘူးဆိုလို့ရှိရင်လည်းစုံစမ်းပြီးတော့မှပေးခဲ့လို့ရပါဖက်ကလေးဇန်ကြီးတွေမလုပ်ကြဘူးကျွန်တော် တောင်းပန်ပါတယ်ဒီနေရာကနေပြီးတော့မှခလေးလေးတွေကို ့ရိုက်တာတွေနှက်တာတွေနှက်ဆက်တာတွေကိုယ့်ရဲ့အပူတွေကိုယ့်ရဲ့ဘဝအမောတွေအဆင်ပြေမှုတွေကိုခလေးတွေကိုပုံမချပါနဲ့လို့ပဲကျွန်တော်ပြောချင်ပါတယ်အခုနအမမေးတဲ့မိကုံးပေါ့နော်ဒီသခင်ကနေပြီးတော့မဖြစ်တော့ခလေးကအဲတိထားမှာကခလေးကတော့တခင်ဆိုတာသူ့အစာကျွေးတယ်အတခင်ဆိုတာသူ့ကိုချစ်မယ်လို့ပဲသူကထင်ထားမှာပဲသူ့ဘဝမှာသူ့ရဲ့မိဘဒီဟာတခင်ပဲလေသူ့မှာတခြားမိမိသားစုမှမရှိတာသူ့မိသားစုကဒီတခင်ပဲဒီတခင်ပဲရှိတယ်ပေါ့ဒီတခင်ကရိုက်တတ်တယ်ဆိုတော့ ဒါဘာမှဟိုနရှင်းပြောရခလေးမှာဘာလုပ်နေရလဲလို့တော့သူမှကြောင်ပြီးတွေးပြီးတေသွားရတဲ့ပုံစံမျိုးတော့ဖြစ်သွားမှာပေါ့နော်ဆိုအရင်ခံစားရပါကျွန်တော်ပြောရင်တော့စဉ်းပြေအင်းကျွန်တော်လည်းခွေးလေးတွေအကြောင်လေးတွေမွေးပြီးသွားတဲ့နောက်မှာလူတွေနဲ့အောင်သိစကားမပြောဖြစ်တော့ဘူးတကယ်ပြောတာပါကျွန်တော်ကိုယ့်အကူနေတာများတယ်လိုအပ်မှပဲစကားပြောတော့တယ်ကျွန်တော်သိပြီးတော့ဟိုတော်တော်ရုံရွှတ်ချက်အရင်နေတာတွေပါတိတ်မရှိတော့သူတို့စီရရတဲ့အဲမေတ္တာတရားက ကျတော့ကျွန်တော်တို့ကစားတွေဆီကဘလုံးမမရနိုင်တဲ့ပြတာတရားတွေဖြစ်တဲ့တကြောင်မို့လို့ဆိုတော့အဲ့တော့ကျွန်တော်ကတော့အဲ့လိုမျိုးဖြစ်သွားတယ်ပေါ့။ဆိုတော့လူတွေယူနေပတ်သက်ပြီးတော့လည်းထရမရှိတဲ့အခါကျတော့ကျွန်တော်ပြတ်သားစွာပဲနေပါတယ်ဟုတ်။တိတ်ကိစ္စလေးကိုလည်းကျွန်တော်နည်းနည်းရှင်းကျင်တာလေးရှိတယ်ပေါ့နော်။တခါတည်းပဲဒီနေရာနေပြီးတော့မှပြောချင်တာကအကြောင်းအရာနှစ်ခုပါဖြစ်တာဘာမှမဆိုင်ဘူးဗျာ။ဟိုသူတို့ကခွေးကြိုက်လို့ရှင်ကြတော့ဘူတာဝင်ယူမှလဲဆိုအဲ့ဒါဆိုလို့ရှင်သူတို့ပြောချင်တာက ဒီခွေးအကုန်လုံးကိုရိုက်တက်လို့ပြောချင်တာလားကျွန်တော်ပြောချင်တာဘာမှမဆိုင်ဘူးလေအဲ့တော့တကယ်လို့ကနေပြီးတော့မှခွေးကြိုက်ခံရတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အခု association တွေလုပ်နေတဲ့အတွက် လာပြောပါလာတိုင်လို့ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘက်ကနေပြီးတော့မှအစီအပြေဆုံးဖြစ်အောင်ဖြည့်ရှင်းပေးမယ်ကြိုက်ခံရတဲ့သူလည်းပြောကျွန်တော်တို့ဘက်ကစေဘွားကတွေအားဆောင်အားလုံးလုပ်ပေးမယ်ဒီလိုမျိုးပွဲမျိုးတွေလုပ်တယ်ဆိုတာကလည်း fan ငွေတွေရအောင်လုပ်တယ်ပြီးတော့ကလေးလေးတွေကိုကာကွယ်ဖို့လုပ်တယ်ဒီလိုမျိုးပြဿနာတွေကိုလိုက်လံပြီးတော့မှ ဖြည့်ရှင်းလို့ရဖို့အတွက်ကိုကျွန်တော်ကိုယ်တိုင်ဝေးရံပေးနေတာဖြစ်ပါတယ်ခင်ဗျဟုတ်